ဒီတစ်ခေါက်မှာတော့လေအယားစိတ်ဝင်စားဖို့ကောင်းတဲ့စားကြောင်းတစ်ကြောင်းဒီကိုပဲအရင်တီးပြီးအတွေးခီးတစ်ခုအတူတူထွက်ကြည့်ကြရအောင်ဟုတ်ကဲ့အဲ့ဒီစားကြောင်းကတော့ဒါပါပဲ Discourses on the Globe ဆိုတဲ့စာစုထဲကညူထားတာပါအင်္ဂလိပ်လိုဆိုရင်တော့ We will discuss this world ပေါ့ချိလိုက်ရင်တော့ရိုးရိုးလေးပဲနော်စကလုံးလေးလုံးပဲဒါပေမဲ့အောင်စရာကောင်းတာကဒီစကလုံးလေးလုံးထဲမှာအဲ့ဒီဘက်ကပါရစ်တစ်ခုလုံးကိုခောက်သိမ်းထည့်ထားသလိုထင်နေရပါပဲ ဆိုတော့ဒီရိုးရှင်းနေတဲ့အောင်စာချောင်းလေးကတကယ်လမ်းမှာဘာကိုဆွေးနွေးမလဲဆိုတာထပ်ပေါ်နေနေပါဗျ။အမှန်တော့ဒါကမေးခွန်းထုတ်လိုက်တာဗျာ။ဘယ်သူတွေကဘယ်လိုပုံစံမျိုးမျိုးနဲ့ဘာကြောင့်ဆွေးနွေးကြမှာလဲဆိုပြီးတော့လေ။ဟုတ်ပြီ။ဒါဆိုတခုချင်းစီခွဲချမ်းစိတ်ဖျားကြည့်ရအောင်။ပထမဆုံးစကလုံးထက်တဲ့ကျွန်တော်တို့ကနေဆက်လိုက်ကြစို့။ဒီစကလုံးလေးကတကယ်တမ်းမှာဘသူတွေကိုဆိုလိုနေတာလေ။ဒီမှာအရင်စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့ဆိုတဲ့အတုံနှုံကိုအလွန်လိုက်စဝိုင်းလေးလိုမြင်အောင်ကြည့်လို့ရတာပါပဲ။ ဥပမာ အထင်းဆုံးဆက်ဝိုင်းကကိုတယောက်တည်းဆိုတဲ့အတီးပေါ့အဲ့ဒီကနေနီးနလေးချဲလိုက်ရင်ကိုရရွာကိုလူဖွဲ့စည်းကိုနိုင်ငံအဲ့ဒီလိုသင်းချင်းစီကျဲသွားပြီးနောက်ဆုံးအပြင်ဘက်အကြဆုံးဆက်ဝိုင်းကတော့လူသားမျိုးနွယ်တစ်ခုလုံးကိုကိုစားပြုသွားတာမျိုးပါဆိုတော့ကျွန်တော်တို့မှာအသေးပေဖွင့်ပုံနှမျိုးကွဲသွားနိုင်နေတမျိုးကအကန့်အသတ်ရှိတဲ့ကျွန်တော်တို့ပေါ့ဥပမာကျွန်တော်တို့အုပ်စုလို့ပြောလိုက်ရင်အဲ့ဒီအုပ်စုပြင်ပကလူတွေမပါဝင်တော့ဘူးလေ နောက်တစ်မျိုးကတော့နေနေမြစ်တွေယုံကြည်ချက်တွေကိုကြော်လွန်ပြီးလူသားအလုံးကိုခြုံငုံမိရှိတဲ့ကျွန်တော်တို့မျိုးပေါ့ပြီးတော့လေကျွန်တော်တို့ဆိုတာအချိန်နဲ့လဲဆက်ဆက်နေသေးလဲလက်ရှိအသက်ရှင်နေတဲ့လူတွေအတွက်ပဲမဟုတ်ဘူးဒါကအတိတ်နဲ့အနာဂတ်ကိုဆက်သွယ်ပေးထားတဲ့တရားကြီးတစ်ခုလိုပဲအတိတ်ကဘဝတွေရဲ့အတွေ့အကြုံတွေကိုသေဆောင်လာတဲ့ကျွန်တော်တို့ရှိသလိုအနာဂတ်မှာကဘာကြီးကိုအမွေဆက်ခံမဲ့မျိုးဆက်သက်တွေအတွက်လမ်းပြင်ပေးရမယ်ကျွန်တော်တို့လည်းရှိနေပြန်ရောက် ကဲကျွန်တော်တို့ဆိုတာဘယ်လောက်ကျေပြန်လဲမြင်ပါပြီဆိုတော့ဒုတိယစကလုံးဆွေးနွေးကြမယ်ဆိုတာကိုဆက်ကြည့်ရအောင် တကယ်တော့ဆွေးနွေးတယ်ဆိုရဲစကလုံးရဲ့အတိတ်ပဲကစကားပြောတာထက်အများကြီးပိုကျေပြန်ပိုနှက်ဆိုင်ပါတယ်ကဘာကြီးအကြောင်းကိုဆွေးနွေးတဲ့ပုံစံတွေကအများကြီးပဲဗျ။ဥမာတိပံပညာရှင်တယောက်ကအရာဝတ္ထုတွေကိုတည်တည်ချာချာလေ့လာမှတ်သားရမျိုးကပြပန်နီကြဆွေးနွေးမှုတစ်ခုပဲ တတနပညာရှင်တယောက်ကငါတို့ဘာလို့ဒီမှာရှိနေလာလဲလို့မေးမွန်းထုတ်ပြီးအတွေးနဲ့ချဲ့တာကတတနရှူထောင်ကဆွေးနွေးမှုပေါ့အမှုပညာရှင်တယောက်ကသူ့ရဲ့အတွေးခေါ်ခန်းစားချက်တွေကိုပန်းချီကိုက်တစ်ချက်ကြပြားတပုတ်အဖြစ်ဖန်တီးလိုက်တာကလည်းဆွေးနွေးမှုတစ်မျိုးပဲနောက်ဆုံးလူနှစ်ယောက်အေးအေးဆေးဆေးထိုင်ပြီးအမြင်ချင်းဖလှနေတာကလည်းလူသားတွေကြားကအပြန်လန်ဆွေးနွေးမှုပါပဲဒါတွေအားလုံးဟာဆွေးနွေးခြင်းရဲ့ပုံစံအမျိုးမျိုးပါပဲဟုတ်ပြီအခုကျွန်တော်တို့ဆရာဘုသူလေးသိပြီဘလို့ဆွေးနွေးမလဲဆိုတာလေးသိပြီ ဒါဆိုနောက်ဆုံးပိုင်းဘာလို့ဆွေးနွေးမလဲအဲ့ဒါကတော့ဒီကဘာကြီးပေါ့ကဲဒီစကလုံးကဘလောက်တောင်အကျိပေကျပြန်နိုင်မလဲကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကတော့ရိုးပိုင်းဆရာကဘာကြီးပေါ့ခြေတော်အောက်ကမြေကြီးအသက်ရှူနေတဲ့လေကျေပြောလာတဲ့တမုတ်တရားဒီဂေဟာနစ်စတီပြောရရင်ကျွန်တော်တို့အားလုံးမိခိုးနေထိုင်နေရတဲ့ဒီကဘာကျော်ကြီးတစ်ခုလုံးကိုဆိုလိုတာပါနောက်တစ်ခုကလူမှုကဘာကြီးပေါ့ဒါကလူသားတွေရဲ့ကဘာ ဘီလီယံနဲ့ကြီးတဲ့လူတွေရဲ့ဘဝတွေသူတို့ရဲ့လူဖွဲ့စည်းတွေယဉ်ကျေးမှုတွေအလုံးရှုပ်ထွေးစွာရံ့ရံနေတဲ့ကမ္ဘာကြီးတစ်ခုပေါ့ဒါတင်ဘဲလားဆိုတော့မဟုတ်သေးဘူးမျက်စိနဲ့မမြင်နိုင်တဲ့အတွေးခေါ်ကမ္ဘာကြီးလည်းရှိနေသေးတယ်ဒါကလူသားမျိုးနွယ်ရဲ့စူပေါင်းအသိဉာဏ်ကြီးပေါ့ကျွန်တော်တို့ရဲ့အသိပညာတွေပုံပြင်တွေယုံကြည်မှုတွေတီထွင်ဖန်တီးမှုတွေအလုံးကိုစူးစီးထားတဲ့ကမ္ဘာကြီးတစ်ခုပါ နောက်ဆုံးတစ်ခုကတော့အားလုံးထဲမှာစိတ်လှူရှားစရာအကောင်းဆုံးဖြစ်မယ်ထင်တယ်။အဲဒါကတော့ကျွန်တော်တို့မသိရှိသေးတဲ့အရာအားလုံးရဲ့ကဘာပါပဲ။အနာဂတ်မှာရှာဖွေတွေ့ရှိအောင်မဲ့အရာတွေအခုထိနားမလည်သေးတဲ့လျှို့ဝှက်စမ်းကြံမှုတွေအဲဒါတွေအားလုံးဟာလည်းကျွန်တော်တို့ဆွေးနွေးရမယ်ဒီကဘာကြီးထဲမှာပါဝင်နေတာပါပဲ။ကဲဒီလိုနဲ့ပဲကျွန်တော်တို့စတင်ခဲ့တဲ့နေရာကိုပြန်ရောက်လာပါပြီ။ဒါပေမဲ့အခုတော့ဒီစကလုံးလေးလုံးကအရင်လိုရိုးရှင်းမနေတော့ဘူးဆိုတာသဘောပေါက်သွားတော့ပါပြီနော်။ ဒီစားကြောင်းလေးထဲမှာဘတူတွေလဲဆိုတဲ့ကျွန်တော်တို့ဘာလုံးမလဲဆိုတဲ့ဆွေးနွေးခြင်းဘဲရာကိုလဲဆိုတဲ့ဒီကပိုင်ကြီးအဲ့ဒီအားလုံးရဲ့အလေးချင်တဲ့အလားအလာတွေစူးစီးနေပါတယ်။ဒါကြောင့်သာဟာရိုးရိုးပြောစကားတခုမဟုတ်တော့ပါဘူး။ဒါဟာအားလုံးကိုပါဝင်ဖို့ဖိတ်ခေါ်နေတဲ့ဖိတ်စာတစ်ဆောင်ရှိနေပါပြီ။အဆုံးသတ်မှာတော့ဒီကဘာလုံးဆိုင်ရာစကားဝိုင်းကြီးထဲကိုဝင်ရောက်ဖို့တကားကပွင့်နေပါပြီ။ဒီစကားဝိုင်းကိုဘလို့ပုံဖော်မလဲဆိုတာကတူအူတယောက်ချင်းစီရဲ့လက်ထက်မှာရှိနေပါပြီ။ အဲ့ဒီတော့နောက်ဆုံးမဲခွန်းကတော့ဒီဆွေးနွေးမှုကိုဖယ်နေရာကနေစတင်ကြမှာလဲ။